တော့အရင်တော့ကတော့နားမလည်ခဲ့ဘူးဗျတရုတ်ဆောင်ဒီတရုတ်ဆောင်အနုပညာသားဒီအနုပညာလောက်ပဲလောက်ရမယ်လို့ကျွန်တော်ထင်ထားတာအနုပညာအလုပ်လုပ်ရမယ်ကြိုးစားရမယ်ဇက်ကားထဲမှာစိတ်ဝင်စားမှုရှိရမယ်အမ်စီးဝင်မှုရှိရမယ်ဇက်ကားတကားရိုက်တော့မယ်ဆိုရင်ဒီဇက်ကားကိုမရိုက်ခင်ကအကယ်ဒမီဆိုတာအဝေးဒီဇက်ကားယုံတင်တဲ့အခါမှာကိုယ်ပရိသတ်တွေချီကျူးထောပနာပြုဖို့အတွက်ဒီဇက်ကားကိုအကောင်းဆုံးတရုတ်ဆောင်ရမယ်လို့ကျွန်တော်ယုံကြည်ထားခဲ့တာ အခုတော့ကျွန်တော်သိသွားပါပြီခင်ဗျာအခုတော့ဟိုဘာဖြစ်ဖြစ်နိုင်ငံရေးတရားပွဲတွေမှာတရားဟောတဲ့ရမယ်အကယ်ဒမီရဖို့အတွက်ပြီးတော့မဲဆွယ်စီယုံတဲ့ပွဲတွေမှာ ပါရမယ်နိုင်ငံရေးစိတ်ဓာတ်ရင်းနှီးမှတကယ်ရှိရှိမရှိရှိလှုပ်တဲ့နာကိုလှုပ်ရမယ်လို့ကျွန်တော်သိသွားပြီသိသွားပြီ ਨੇ ဘယ်တော့မှမလှုပ်ဘူးကျွန်တော်အမှုပြန်ရမှာဗျဟုတ်ပါတယ်ဟုတ်လေဟို ဒီဟိုဟာကြီးကိုမဖြတ်စည်းခြင်းတော့ဒီဇက်ဆောင်မှန်ဇက်ဖို့မှန်မသိတဲ့အဲ့ဒါအဲ့ဒါတော့စီစစ်ဖို့လို့အဲ့ဒါတော့ကိုမရတာရတာဘာမှမဖြစ်ဘူးပြီးတဲ့ကချစ်ပြီးသားခင်လိုက်အဲ့ဒါအဓိကပဲအဲ့ဒါအဓိကပဲကိုလိုချင်တာအဲ့ဒါလေးပဲနောက်လူတွေမဖြစ်အောင်လေအဲ့ဒါအဓိကအားကြီးတော့မခံစားရပါဘူးဟိုဒါကဖြစ်နေကြပဲလေဟိုကျွန်တော်စိတ်မကောင်းတာတခုကတော့ပရိသတ်တွေမျောလင့်ထားတယ်လို့ကျွန်တော် လုံးမပေးနိုင်ခဲ့ဘူးကျွန်တော်ပရိသတ်တွေအတွက်တာဝန်မကြီးခဲ့ဘူးအဲ့ဒီအတွက် စင်ကောင်းပါဘူးကျွန်တော်ဟိုအားထားပြီးတော့ဟိုအားပေးခဲ့ကြတဲ့မြန်မာတိုင်းနိုင်ငံလုံးမှာရှိတဲ့ကျွန်တော်ချစ်ကြတဲ့ပရိသတ်တွေရောအာနိုင်ငံရဲ့ခြားအသီးသီးမှာရောက်ရှိနေကြတဲ့မြန်မာပရိသတ်တွေရောနောက် Facebook ပေါ်ကကျွန်တော်ရဲ့ချစ်မိတ်ဆွေတွေအားလုံးကိုကျွန်တော်တောင်းပန်ပါတယ်ကျွန်တော်ပရိသတ်တွေလည်းတောင်းပန်မကြေခဲ့ပါဘူးဟိုဘာကြောင့်တောင်းပန်မကြေရလဲဆိုတော့ကျွန်တော်အများကြီးပြောပြစရာမလိုဘူးထင်ပါတယ်အားလုံးလည်းသိပါတယ်အဲသူတို့ကတင့်တော်တယ်ထင်လို့ဆုံးဖြတ်တာပဲလေဒါမှလည်းကျွန်တော်တခုလေးပဲမရှင်းတာလေတခု ဒီ academy ဘုတ်အဖွဲ့ကိုကျွန်တော်မေးစင်တာလေးတစ်ခုပါတရုတ်ဆောင်တယောက်ကဇက်ပူလာဇက်ဆောင်လာတော့ခွဲကြပြီးတည်တည်နေလို့ကျွန်တော်ထင်ပါတယ်ဒီဇက်ကားမှာဆက်လက်ဆုံးပြန်ကြည့်ကြည့်ဒီရောက်ချစ်ဦးခေါ်သလားဒီဇက်ကားမှာခင်လဲရဲ့လှုပ်ဆောင်ချက်မကုန်းပုံရဲ့လှုပ်ဆောင်ချက်ကိုရင်းတော်ရဲ့လှုပ်ဆောင်ချက်ကိုဘီလူရဲ့လှုပ်ဆောင်ချက်အားလုံးခြုံငုံ သုံးသပ်ပြီးတော့ဒီဇက်ကားကို ပြန်ကြည့်ကြည့်ပေါ့ကျွန်တော်ဘယ်လောက်လောက်ခဲ့လဲဆိုတာကျွန်တော်ဒီဆုံးဒါပေမဲ့ဒီစကားကိုကျွန်တော်ဟိုမကွန်းကိုပဲရစေချင်တယ်မကွန်းရအတွက်ကျွန်တော်ကျင့်တယ်ဒီစကားမှာတကယ်တမ်းဆိုရင်ကိုနိုင်နိုင်ကဧည့်သည်တယောက်ဆောင်၃စင်းအဲ့တော့ကိုဘေလူကဇက်ဆောင်ကျွန်တော်ကဇက်ဘူးပေါ့ဒါနဲ့ဇက်ဆောင်ကိုဇက်ဘူးအနေနဲ့ဘာကြောင့်ပေးရလဲကျွန်တော်အားလေးမေးချင်တာပါ ဟိုကိုဗီလူကရတာကိုကျွန်တော်မနာလို့မဖြစ်ပါဘူးကိုအနုပညာရှင်သမားအချင်းချင်းအာတရုတ်ဆောင်ချင်းချင်းပေါ့ဒီဘက်ကကျွန်တော်ကိုရန်လေးကိုကျွန်တော်တော်တော်လေးစိတ်ထဲမှာမျောလင့်ထားတာပေါ့ကိုရန်လေးဒီလေတေသေးချာသူ့ရဲ့ဇက်ရုပ်ကို အပီပြင်လှုပ်ထားတယ် Professor Dr. စိတ်ပေါ်နဲ့အာကိုရန်လေးဆိုရင်တောင်မှတမျိုးတစ်ဖုံပေါ့အဲ့တော့ဒီဇက်ကားမှာ ဘသူကဇက်ဆောင်လဲဘသူကဇက်ပို့လဲဆိုတာကိုဒီဇက်ကားကိုရိုက်ကူးတဲ့တာဝန်အရှိဆုံးဖြစ်တဲ့ဒါရိုက်တာအိုင်ဝန်ကိုစောကိုမေ့ကြည့်ကြပေါ့ဘသူကဇက်ဆောင်လဲဇက်ပို့လဲဆိုတာတိတ်တော့အများကြီးမပြောချင်ပါဘူးအကယ်ဒမီဆိုတော့ဘဝမဟုတ်ပါဘူးဒါပဲနဲ့မှတ်တိုင်တစ်ခုတော့ဖြစ်တာပေါ့ဘာကြောင့်မဲရရဘလို့အကြောင်းအရာပဲရရဘလို့အကြောင်းအရာကြောင့်မဲရရအကယ်ဒမီဆိုတဲ့ဒီမှတ်တမ်းစာအုပ်ထဲမှာတော့မှတ်တမ်းတော့ဝင်သွားတာပေါ့ဗျာ ကျွန်တော်ထားပြန်သွားတာကျွန်တော်အတွက်မဟုတ်ပါဘူးကျွန်တော်ချစ်ကြတဲ့ယုံလေးဟာသူဆိုရင်ကျွန်တော်ဒီခြေတော့အောက်မှာထိုင်ပြီးတော့ကျွန်တော်ခြေတော့ကိုဖက်ပြီးတော့ကျွန်တော်အားပေးနေကြကျွန်တော်ညီလေးအရန်ချစ်တဲ့ညီလေးနောက်ကျွန်တော်ချစ်ကြတဲ့ကျွန်တော်ဘေးနားမှာအုံနေကြတဲ့အမှုပညာရှင်တွေကျွန်တော်ဆက်နေကျွန်တော်မျက်နှာကိုမြင်နေရသူတို့ဆက်ပြီးပူဆွေးနေရမယ်ပောက်ကွဲကြမယ်မဖြစ်တဲ့နာတွေဖြစ်မှာဆိုလို့ကျွန်တော်ပြန်တော့တာပါကျွန်တော်အတွက်ဘာမှမဖြစ်ပါဘူး